performance ဘိုင်းမှာကော battery ဘိုင်းမှာပါပေးရတဲ့စီးနှုန်းနဲ့အထာကြရတဲ့ Redmi Note 5G လေးနဲ့ဒီခေါက်မှာပြဆက်ပေးချင်ပါရဲ့ရှင် display 6.7 inch ကိုမှ Samsung ရဲ့ OLED display ကိုသုံးပေးထားတယ်ရုပ်ထွက်ကြည့်တဲ့အပြင်ကိုမှ color နဲ့ပိုဆိုရဖြစ်တဲ့အတွက်ကြောင့်မလို့ရုပ်ရှင်ကြည့်ရကြိုက်တဲ့သူတွေအတွက်အရန်ကိုမှအဆင်ပြေပါတယ် daily use အနေနဲ့သုံးမယ်ဆိုတဲ့သူတွေအတွက်ကလည်းသုံးလို့အဆင်ပြေမဲ့ဖုန်းလေးလုံးမဲ့ဖြစ်ပါတယ် performance ဘိုင်းမှာဆိုရင်လည်း Snapdragon 4 Gen 1ကိုသုံးပေးထားတယ် သူရဲ့တုံးပေးထားတဲ့အဆိုစီရဆိုရင်ပက်ချီလိုမူပိုင်းလိကျန်လိုဂိမ်းဆော့ကျင်တဲ့သူတွေအတွက်ဆိုလဲဂိမ်းဆော့လို့ရခဲ့တဲ့အခါမှာအဆင်ပြေတဲ့ဖုန်းလေးပဲဖြစ်ပါတယ်။ကင်မရာဆိုရင်လဲ48 megapixel main camera နဲ့30 megapixel selfie camera တို့ကိုတုံးပေးထားတယ်။လုံးဝမလာမှာကိုစိုးရိမ်စရာမလိုတဲ့အပြင်ကြည်လင်ရှင်းတော့တဲ့အတွက်ကြောင့်မလို့ဓာတ်ပုံရိုက်တဲ့အခါမှာလည်းရုံရုံကြီးကြီးနဲ့ဓာတ်ပုံရိုက်လို့ရမှာပဲဖြစ်ပါတယ်။အဲဒီမှာဆိုလဲငါတို့ MAH ပုံမှာမှာ33 watt ဖက်ကြာကြာကို support ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမခံမှာလောစိုးရိမ်စရာမလိုဘဲနဲ့တနေကုန်အသုံးပြုရမှာပဲဖြစ်ပါတယ်။စမ်းဆောင်ရင်ပြေးသွားပြီ တော့ဒီဇိုင်းမိုင်မှာလည်းမိမိုင်နေတဲ့ဖုန်းလေးလုံးဖြစ်ကြမယ်။ဒါအပြင်ဘက်ထရီပိုင်းမှာလည်းစိုးရိမ်စရာမလိုဘဲနဲ့ quiet to performance နဲ့ပြည့်စုံတဲ့ဖုန်းလေးလုံးရှာနေတဲ့သူတွေအတွက်အစုနေနေကတော့ Redmi Note 5G လေးကိုဝယ်ဖို့တညွှန်းပေးကြပါရဲ့ရှင်။ဒီ Redmi Note 5G လေးရဲ့ဈေးနှုန်းလေးနဲ့အသေးစိတ်ကိုစုံစမ်းနေနေကျင်နေဆိုရင်တော့သူတို့ရဲ့ Yango Mobile Store Social Media Platform တွေမှာဝင်ရောက်စုံစမ်းနေမြင်နိုင်ပါရဲ့ရှင်။ဒီ video လေးကိုဆုံးဖြတ်ကြည့်ပါအားလုံးကျေးဇူးတင်ပါရဲ့ရှင်။အားလုံးပဲနောက် video ဒီမှာပြန်လည်ဆုံးဖြတ်ပါမယ်ရှင်။ Yangon Mobile Store